မာဒါဂတ်စကာနိုင်ငံရဲ့အာနာသိန်းစစ်ကောင်းဆောင်ဗိုလ်မှူးကြီးမိုက်ကယ်ရန်ဒီယာနီနာဟာသူဟာအော်တိုဘာ16ရက်မှာတမရအဖြစ်ကျန်းသစ္စာကျင်းဆိုမှာဖြစ်ကြောင်းပြောကြားခဲ့တယ်လို့အေဂျာစီးယားကဖော်ပြခဲ့ပါတယ်။မာဒါဂတ်စကာနိုင်ငံမှာတမရအန်ဒရီယာဂျိုလီနာကိုဖယ်ရှားတဲ့အာနာသိန်းမှုဖြစ်ပွားပြီးနောက်အာဖရိကတမကအေယူကမာဒါဂတ်စကာကိုအဖွဲ့ဝင်အဖြစ်မှဆန်းငယ်ခဲ့ချိန်မှာရမ်ဒီဝါမီယီနာရဲ့ကျင်ညာချက်ထောက်ပေါ်ခဲ့တာဖြစ်ပါတယ်။အခြေခံဥပဒေဆိုင်ရာတရားရုံးမှာ ကြားနာမှုပြုလုပ်ခြင်းကာလအတွင်းရန်ဒီရာနီယူနာအော်တိုဘာ18ရက်မှာ မာဒါဂတ်စကာနိုင်ငံရဲ့သမ္မတအဖြစ်ကျန်းသက်စာချိန်ဆလိုက်မယ်လို့နိုင်ငံပိုင်ရုပ်သံကအော်တိုဘာ16ရက်မှာဖော်ပြခဲ့ပါတယ်။အော်တိုဘာ14ရက်ကမာဒါဂတ်စကာစစ်တပ်ရဲ့ကပ်ဆာတပ်ဖွဲ့အကြီးအကဲဖြစ်တဲ့ရန်ဒီရာနီယူနာဟာသမ္မတနန်းတော်ရှိမှရက်ပြီးမီဒီယာတွေနဲ့တွေ့ဆုံချိန်မှာစစ်တပ်ဟာအစိုးရဖွဲ့သားမှဖြစ်ကြောင်းနဲ့နှစ်နှစ်အတွင်းရွေးကောက်ပွဲပြုလုပ်သွားမှဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။ကျွန်တော်တို့မကြခင်ကျန်းသက်စာချိန်ဆသွားမှာပါ မနေ့ကပြောခဲ့တာတွေအတွက်ကျွန်တော်တို့တာဝန်ယူပါတယ်လို့ရမ်ဒီယာနီနာက အော်တိုဘာ15ရက်မှာထပ်မံပြောကြားခဲ့ပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းကဆန္ဒပြမှုတွေကြောင့်နိုင်ငံအတွင်းမှာထွက်ပြေးတိမ်းရှောင်ခဲ့ရပြီးလျှော့တော်အမတ်တွေရဲ့စွပ်စွဲပြစ်တင်မှုကိုခံခဲ့ရတယ်။ရာဂျိုလီနာကတော့အာဏာသိမ်းမှုကိုရှုံ့ချခဲ့ပြီးသမရယာဒူးကဆင်းပေးဖို့ညှင်းဆိုခဲ့ပါတယ်။ပြင်သစ်ကိုလိုနီအောင်ဖြစ်တဲ့မာဒါဂတ်စကာမှာ တောင်တုံးရိန်နဲ့လျှက်စစ်တပ်အားပြတ်တောက်မှုတွေကြောင့်စက်တင်ဘာ25ရက်ကလေးကဆန္ဒပြမှုတွေစတင်ဖြစ်ပွားခဲ့ပြီးနောက်ပိုင်းမှာဆန္ဒပြမှုတွေဟာအချိန်မြင့်လာကစူပူအောင်ကြောင်းမှုတွေဖြစ်ပွားလာခဲ့ပါတယ်။လူဦးရေတန်းဆုံးသက်ကနေထိုင်တဲ့မာဒါဂတ်စကာနိုင်ငံမှာစစ်ကောင်းဆောင်ရန်ဒီယာနီနာဆန္ဒပြသူတွေနဲ့ပူးပေါင်းခဲ့ပြီးနောက်အော်တိုဘာ14ရက်ကရာဂျိုလီနာကိုဖြုတ်ချခဲ့တာဖြစ်ပါတယ်။အာဖရိကရဲ့အရှေ့ဘက်ကန်ယူရန်ပေါ်မှာတည်ရှိတဲ့မာဒါဂတ်စကာနိုင်ငံဟာပြင်သစ်လက်အောက်မှာလွတ်လပ်ရေးရတဲ့1960ပြည့်နှစ်နောက်ပိုင်း အာဏာသိမ်းမှုတွေနဲ့နိုင်ငံရေးအကြက်တဲတွေမကြာခဏဖြစ်ပွားခဲ့ပါတယ်